လက်မှတ်တွေရောလက်ဝေရောတေးချာယူထားတာဘာမှလှုပ်လို့မရတော့အဲ့လိုလိုအင်ကတော့ဘောပြတ်ပါဘောတက်ပါစေဘောမင်းကကိုစားထောင်းလေကိုစောတဲရဟင်းချက်နေရဒင်နာဆိုင်မှာပြန်တော့မင်းပါကြိုးကြိုးလာ မင်းလည်းကလည်းတိုင်မြင်တဲ့ကိစ္စမှာဒီကိစ္စကြီးမပေါဘူးလေမင်းကကြော့ရတာဘာလို့ကြော့ရလဲကိုစောရဲ့တဲဟာကိုစောတဲစီလာမှာနှစ်ယောက်သားစားရဲတောင်းနေတယ်တဲစီစဉ်ထားတာကြီးပြောမလို့လေထိုင်အောင်လေကိုစောရဲ့တဲပြီးအောင်တွတ်ချက်လိုက်အောင်မယ်ရှင်မိုးချိုးပြီးအနားယူချင်လည်းရရနော်ဆောက်ဖို့လာမပြောနဲ့မင်းကအဲ့လိုပြောမင်းလည်းကဆက်ဆိုင်အဲ့လိုရင်းနေနေရမဟုတ်ဘူးမင်းဘာလို့ရှင်းနေနေငါ့ဘာလို့ပိုင်သိနေနေရလဲဒီစီစဉ်နေကုန်လုံးတဲလက်ထက်ရောက်ပြီးဆိုရတယ် ွတ်တော်လည်းပါတာပေါ့လို့ကိုဇော်ကအလိုက်တန်လေးစီးမျောလိုက်ရောလို့လို့ငါမပေါ့ငါမပေါ့ငါလုံးဝမပေါ့ဘူးနော်မင်းကပေးတာစာချုပ်စာရမ်းနဲ့ကိုလုံးငါ့ကိုပြန်ပေးမင်းဆွေးဖို့အလို့ဒီဆဲတော့ကလိုက်တော့ပေးတယ်ကွာပြန်ပေးရမယ်ဘာပြောနေရလဲကိုဇော်ရဲ့ပြန်ပေးဖို့တည်းဒါကြီးလုတ်ခဲ့တာမှမဟုတ်တာဒီချိန်မှာအဖိုးကြီးကလည်းဇက်သိမ်းသွားပြီတဲ့ကလက်မှတ်တွေရောလက်ဖွဲ့ရော ေချာယူထားတာဘာမှလှုပ်လို့မရတော့ဟောဟောမင်းဟာမင်းကျုပ်ပါလေမိမ့်ပါလေမင်းအဲ့လိုလိုအိုင်ကတော့ဘောပြတ်ပါဘောပြတ်ပါစေဘောကဲပါကိုစော်ရဲတဲတို့ကျုံအောင်ဝဲခံအောင်နော်တဲဘွားမှာတွေ့ကြအားကိုးစရာဆိုလို့ဒူးမှရှိခဲ့တာမဟုတ်ဘူးအခု ီစည်းစိမ်တွေရလာပြီဆိုတော့အဲ့တော့စီမံခန့်ခွဲမယ်အိမ်တော်ဦးစီးကြောက်တော့လုံနေပြီလေတဲနဲ့ကိုစော်နဲ့ဘယ်ဂျုံမောင်းလိုက်တာကွာမင်းတော်လိုက်တော့မင်းကမလေးတဲ့ဘက်တွေလုံပြီးရွှေဘုံတော့မင်းဒီလက်တော့ကထပ်ပိန်လို့မရဘူးရွှေဘုံထင်မင်းငါနဲ့ညှိမှာမင်းငေါစာချုပ်စာရည်နဲ့ပြန်ပေးပြီမပေးမင်းဘဝမင်းဆဲတော်တာလည်းငါအကုန်ခေါ်ပြမှာကိုစော်ကတဲကိုဒုက္ခရအောင်လုပ်ရမှာတော့ တဲ့ကလည်းတဲနဲ့တူခေါ်သွားရုံပဲပေါ့ရွှေပုံအေးရောသူ့အဖေစီးပွားပြက်အောင်စာရွက်စာရံနဲ့ပေးရသူကကိုစော်ပါလို့ပြောလိုက်မင်းအေးချမ်းချမ်းနဲ့တဲစီစဉ်အောင်နာခံပါကိုစော်ရဲ့တဲကလည်းအားလုံးအဆင်ပြေအောင်စီစဉ်ထားပါတယ်ကိုစော်သား sorry နဲ့ခံလိုက်တာစကားသံလေးတဲပြီးအလိုက်တန်လေးစီမျောလိုက် auto crown ကိုစကားမပါဒါရဲနာရေးဆက်တော့ပါတယ်။တဲဟို ဆိုးရွားဆုံးပြဿနာရှာတဲ့သူဟာကိုဆိုတိတ်ချက်လာပါတယ်ဆိုရင်ရှုပ်ပုံအေးရပဲအဲ့တယောက်ကဘာဖြစ်နေတာလဲသူအဖေချမ်းသာတာနဲ့တကဘာလုံးသူ့ပိုင်းနဲ့များထင်နေလားမသိဘူးပြောရတာအာရနာပဲမယ်ပြောလိုက်အောင်ပဲအဲ့တယောက်ကလွတ်နေရလားဆယ်ရန်တော့အောင်အောင်ဖြေနိုင်တဲ့အခြေချင်းမရှိပဲနဲ့ ားလုံးဘိုးလောက်ချင်နေရကိုစောကလည်းအလောက်ချီဒူးထောက်မနေစမ်းပါနဲ့တဲရကိုစောရှူပုံပုံမနေရဖန်တီးပေးပါသူတို့ပတ်စံနဲ့သူတို့ပြန်မိုးလိုက်စမ်းပါကိုစောလေးလေးစားစားဆက်ဆံပါဘလောက်ကောင်းလဲတခါရဲ့ ကျေးဇူးရှင်နေရာမှာပို့ပေးလိုက်တာเนาะကိုစောလာ This is an out နာခံပါကိုစောอืม ူများတွေကိုစိတ်ဒုက္ခပေးရလွန်းတော့သူတို့တွေခံလိုက်ရတာကားကနေပဲဥကြီးကသူ့မင်းငယ်ကိုတော့တော်တော်ချစ်ပုံရတယ်နော်ဒါရီတောင်ပိုင်ဆိုင်မှုအားလုံးခွဲပေးလိုက်တယ်ဆိုတော့ဒါတော့ဥကြီးကလောက်ကြခံလိုက်ရလို့ထင်တာပဲอืมဒါလေဟိုတရင်ဆိုင်တွေမှာပါနေပြီဆိုတော့ဥကြီးကဘာမှမပိုင်တော့ဘူးလေဒီပုံစံဆိုရင်တော့သားနဲ့ရွှေပုံလက်ထပ်ဖို့ကမဖြစ်နိုင်သေးဘူးထင်တယ်မမီတို့ဘက်ကတော့တာဝန်ချေခဲ့ပြီးပြီ ူတို့ဘက်ကမဖြစ်နိုင်ဘူးဆိုတော့မတတ်နိုင်ဘူးလေအော်တခုပဲစိုးရင်လည်းသာရွှေပုံးအရာတခုထဖို့လိုက်မှာစိုးတယ်သူအလိုမလုပ်တော့ပါဘူးမင်းတဘကတခုထဖောက်တော့မှသာ तू ကဒါကိုလက်နက်ဖြစ်အသုံးချနေရလေပြီးတော့ तू ဘာပဲလှုပ်ချင်လှုပ်ချင်ဒါအလုံးလက်ရုံးပြီးမယ်လို့ပြောတာပြီးသားလိမ့်မယ်သူမလုပ်တော့ပါဘူးဘာပဲဖြစ်ဖြစ်သားရဲ့ မမီတော့တောက်အားနာလေမမီကြာမမီအဲ့ဒါမပြောနဲ့ဘူးနော်ဒါအားလုံးကိုနားလေမမီစိတ်မကောင်းမဖြစ်နဲ့နော်ဘန်ချင်းဝေဟုတ်လားရွှေပုံနဲ့ဘာမှမသိရပါလားစောလုံးပြတာလေအဲ့ဒါကြာပြီရွှေပုံနဲ့ဟိုလုပ်ငန်းလက်ပတ်နေတဲ့ချိန်တော့အဆင်ပြေဒါပေမဲ့အခုလုပ်ငန်းအဆင်ပြေတော့ဆိုတော့ ပုံမှာဘယ်လိုလုပ်အောင်မလဲခဏလေးရှင်ဘုကိုရှင်းပြမခဏဟိုမကျွန်တော်တို့အောက်ဆိုဘယ်လိုစီစဉ်ရမှာလဲတရားဝင်လွှဲပြောင်းပေးထားတဲ့ကိစ္စဖြစ်တဲ့အတွက်တရားဆွဲမယ်ဆိုရင်တော့ကိုအေရာရဲ့လက်မှတ်လက်ဝဲတွေပါနေတဲ့အတွက်ကြောင့်လွယ်တော့မလွယ်ဘူးနောက်တစ်ခုကဘန်ကိစ္စအခုနေနေတဲ့ခြံနဲ့ဥယျာလုပ်ငန်းစာချုပ်တွေကိုအပောင်ပေးထားတဲ့အတွက်အခုပြဿနာဖြစ်လာပြီဆိုတော့အမြန်ဆုံးဖြေရှင်းမှဖြစ်နိုင်မယ်။အဲဆိုချင်းဝင်ကိစ္စမရှင်းမနေလို့ရှင်အငယ်ပို့ပြီးဒုက္ခရောက်ပါဘို့။အစိုးဆုံးက အခုရှယ်ယာပန္နနာတွေကသူတို့မသိပဲငွေကြေးအလဲသန်းစားလုပ်ထားတယ်ဆိုပြီးဖောက်တန်ကြီးနဲ့ဆဲဖို့လုပ်နေကြပြီအဲ့ဒီတွေရှယ်ယာလုပ်ငန်းရှင်တွေအားလုံးကျင်းနေအောင်တခုခုဖြည့်ရှင်းပေးမှဖြစ်လိမ့်မယ်သူတို့မသိပဲနဲ့ရှယ်ယာတွေလွှဲပြောင်းပေးတာလည်းတော်တော်ကိုပြဿနာဖြစ်နေတဲ့အနေအထားမှရှိတယ်လောလောဆယ် CEO နေရာအတွက်ဒေါ်သဲစုကလွှဲပြောင်းပေးဖို့ကျမတို့နဲ့လာပြီးဆက်သွယ်နေပါပြီ CEO ဟုတ်လားအဲ့ဟာမအရော်လေးဒက်တော်ရှင်မောက်ရတော့မယ် တရားရေးလမ်းကြောင်းကဒီလိုစိတ်လိုက်မှမလုပ်လို့မရဘူးလေမရလို့ပဲဖြစ်မလဲဟမ်တက်ရှင်မုံတို့ပိုင်တဲ့စီးစိန်လေလေကျွန်တော်လည်းဘာမှအသုံးမချဘူးအဲ့ဟာမကအဲ့လိုတမင်တကာကလေးကချက်ချနေပါတယ်ဆိုတော့တိတိနဲ့ကျွန်တော်ကမရဘူးဆိုတာတော့တက်ရှင်တို့တသက်ညစ်တာပဲရှင်ဘုရှင်ဘုခဏစိတ်ခဏရှင်ရှင်ဘုရှင်ဘုကိုပြနားတော့စိတ်ခဏခဏခဏလေးကိုရှင်းမင်းဘာမှကျွန်တော်တောင်းမှန်ပါလေအခုကျွန်တော်တို့ကောင်းဆုံးနဲ့အဆင်ပြေဆုံးနေလို့ကျွန်တော်စဉ်းစားကြအောင်ခင်ဗျာနော် ေါသရှော့ပါရှော့ပါမြေဒီကိစ္စဒေါသနဲ့ဖြေရှင်းလို့မရဘူးမရတော့ဘာလုပ်ရမှာလဲအဲ့ဟာမှရုံမှန်ရောတိတိနဲ့ရှင်းပုံစံရော့အင်းဆိုပြီးဒီတိုင်းပေးလိုက်ရမှာဟမ်အဲ့လိုဘတော်မှမဖြစ်စေအောင်ရှင်းဖို့ကိုကတိပေးတယ်ဒီကိစ္စတွေအားလုံးကိုဥဆောင်ပြီးကိုဖြေရှင်းနေမယ်ရှင်းဖို့ကလုပ်ငန်းသဘောတရားတိတ်နားလေတာမဟုတ်ဘူးလေအဲ့ရှင်းပုံပြောလို့ရှိရင်ပို့ရှော့ကုန်လိမ့်မယ်ကိုလုံးလည်းအတူ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 လက်တော်ကြီးဖြေရှင်းတော့နော်ကိုရှော့ပါ လောက်တည်းအောင်ဖြစ်သွားအမှန်ကိုမသိတော့တာဖေဖေကွာတော်တော်ဟိုဟမောင်လည်းတွေ့ရနေပါလေလက်စစ်စပြတ်တော့လုံးပြစ်ချင်တာရှင်ဘုံကိုနားလေပါလေရှင်ဒါမဲ့စိတ်ကိုခဏလျှော့ဒီလိုဒေါသထွက်နေလို့ဘာမှဖြေရှင်းလို့ရမှာမဟုတ်ဘူးအခုကတဲစုတဲတဲကိုပိုင်ဆိုင်မှုတွေအကုန်ရောက်နေပြီကိုလိုဖြေရှင်းရမယ့်ကိစ္စလေအများကြီးပဲကိုလိုဘယ်ကနေဘယ်လိုစရှင်းရမလဲဆိုတော့ကိုလိုစဉ်းစားရှင်ဘုံရှင်ဘုံဒီလိုဒေါသထွက်နေပုံမျိုးနဲ့ကိုလိုဘာမှလုပ်လို့ရမှာမဟုတ်ဘူးနော် ဆိုရွှေဘုံတို့ဘလို့လုံကြမှာလဲအဲ့တဲဆိုဆိုရွှေဟာမောင်လုံးဝရှော့မပေးနိုင်ဖေဖေလည်းမုန်းတယ်အားလုံးလည်းမုန်းတယ်အဲ့အားလုံးအဖေဆောင်ပြရတာဘာလို့အဲ့တဲဆိုဆိုရွှေဟာမောင်အကုန်လုံးပေးရမှာလဲတော့ငါတို့ပိုင်နာလေငါတို့ဘာလို့သူအကုန်ပေးရမှာလဲတော့ငါတို့ပိုင်နာလေငါတို့ကလေဆိုဘောလေဆိုဘောလေကိုအားလုံးဖြစ်ဖြစ်မှာပေါ့နော်ကိုအားလုံးလုပ်နေရွှေဘောနော်ရွှေဘောဆိုင်ပေါ့ လောဘာသူကလေရှုဘာဖြစ်လာလဲဘာဖြစ်ကုန်လာလဲဖေလေးထပ်ပြက်လို့တဲ့အခုသေးုံထက်ရွာပြီ